Hello everyone, I am teacher Tintalia. Today I will teach you grade 9 English Unit 7 Lesson 2 Cabbage in the Climate Change Crisis. And in outcomes. After this lesson, you are going to know the thing as Ali Gotin Bibi Sena, Tarot Biroga Pali Yamale, This gets some of the human activity that contribute to GHG emission and potential solution. အဲ့ဒါကျတော့လူသားတွေရဲ့ activity လောက်ဆောင်မှုတွေကြောင့်ဒီ GHG emission လို့ခေါ်တဲ့ carbon dioxide ဓာတ်ငွေတွေပေါ့နော်။အဲ့ဒီဓာတ်ငွေတွေမီသိန်းတို့ဣသိန်းတို့လိုမျိုးဓာတ်ငွေတွေဒီလူသားတွေကြောင့်ထွက်ပေါ်လာရတယ်ဆိုတဲ့အကြောင်းကိုသိလာပြီးတော့ဆွေးနွေးတက်လာမှာပဲဖြစ်ပါတယ်။ပြီးရင်ဒုတိယတစ်ချက်ကတော့ talk about the causes of problem and their effect. talk about the causes အကြောင်းကြောင့်အကျိုးဖြစ်တာလေးတွေကိုလည်းဘယ်အကြောင်းကြောင့်ဘာဖြစ်တယ်ဆိုတာလေးကိုတအားတို့မျိုးသိလာမှာပဲဖြစ်ပါတယ်နော်။ realize and you coverage in the climate change crisis coverage ဆိုတော့တရားခံနေပေါ့တာဝန်ရှိသူတွေပေါ့နော် in the climate change crisis ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်မိုးလေဝသပြောင်းလဲမှုဖြစ်စဉ်တွေကြောင့်ဖြစ်စဉ်တွေမှာတာဝန်ရှိသူများပေါ့နော် some daily activity that cause carbon emission some အချို့သော daily activity နေ့စဉ်လုပ်ဆောင်မှုတွေဟာ that cause ဖြစ်စေပါတယ် carbon emission carbon ထုတ်လုပ်မှုကိုဖြစ်စေပါတယ်အဲ့တော့ number 1 is infer နောက်တစ်တွဲလေး ask and answer the question အောက်ကမိကုန်းလေးတွေကိုမေးပြီးတော့ဖြေကြည့်ပါ number 1 Do you ban garden waste or kitchen waste? Kitchen waste တော့မိဖို့ကြောင့်ဆုံးဖြတ်ပစ္စည်းဒါမှမဟုတ် garden waste ဆိုတော့ဥယျာဉ်တွေကကျွန်တော်ပန်းဥယျာဉ်တွေခြံနေတဲ့ကအမိုက်တွေကို do you ban မရှုပ်ဘူးပါလားရှုပ်ဘူးရင်ရှုပ်ဘူးလေပေါ့ yes i do မရှုပ်ဘူးရင်မရှုပ်ဘူးပေါ့နော် do you use styrofoam by spouses တခါတော့စက်ကူဘူးတွေသုံးမှုပါဒလားသုံးမှုရင်လည်းသုံးမှုရယ်မသုံးမှုရယ်မသုံးမှုပါเนาะ do you unplug electronic when you are not using them unplug ဆိုတာ plug ဖြုတ်ထားဒလား electronic လက်စပစ္စည်းတွေကို when you are not using them အသုံးမပြုရတဲ့အချိန်မှာ plug ဖြုတ်ထားပါဒလားเนาะဒါဆိုလည်းတချို့တို့ဖြုတ်ထားရင်ဖြုတ်ထားပါတယ်ပေါ့မဖြုတ်ထားရင်မဖြုတ်ထားလို့ဖြည့်ပြင်းရပါပြီเนาะအဲ number 1 B လေးကတော့ do you think about မင်းတွေးကြည့်ပါအောင်တဲ့ the above activity အပေါ်မှာအခုပြောခဲ့တဲ့ activity တွေဟာ are good or bad ကောင်းသလားဆိုသလား for our environment စရုပ်ပတ်ဝန်းကျင်အတွက်ကောင်းလားဆိုသလားဆိုတာတွေးကြည့်ပါ why ဘာကြောင့်လဲဒါကလေတွေးပြီးတော့ကိုယ့်ဘာသာကိုဘာကြောင့်ဆိုတာလေးဖြည့်ပေးတာရပါပြီအဲ့တော့ဒီချက်တို့ဒီရှေးစာပိုက်ကလေးကိုအရင်ဖတ်ကြည့်အောင်ဖတ်ပြီးပြီဆိုရင်တော့ဒီမိကုံးလေးတွေကောင်းကောင်းဖြေနိုင်ပါမှာပဲဖြစ်ပါတယ်နော် number 2a study the glossary အောက်က glossary လေးတွေချေလို့လေ့လာရအောင်เนาะပထမဆုံးတစ်ခုကကတော့ပထမဆုံးတစ်ခုက manual manual ဆိုတာကတော့ချေလို့တနည်းပြတော့နွားချီလို့ပါလို့မျိုးဥစားကိုပြောတာပေါ့เนาะ solid waste from animals တရိုင်းဆိုင်တွေစီကနေရလာတဲ့ solid waste ဆောဆုံးပစ္စည်းပါ especially from large ones ပေါ့နော် large ones ဆိုတော့အကောင်ကြီးကြီးတရိုင်းဆိုင်တွေစီကနေရတဲ့ဆုံးပစ္စည်းပါနံပါတ်2ကတော့ cup curb cup cup ကတော့ကျွန်တော်ဟန်ထားတာပါ to control or limit something တစ်စုံတရာကိုထိန်းချုပ်ထားတာဒါမှမဟုတ် limit ကန့်တတ်ထားတာပါ especially something but ဘာမှဖြစ်စေခြင်းလို့လဲဆိုရင်မကောင်းတာတစ်ခုခုဖြစ်မှာဆိုလို့ကန့်တတ်ထားတာပါเนาะနောက်တစ်ခုကတော့ exacerbate exacerbate ကကြတော့ to make something worse တစုံတရာကိုပို့ပြီးတော့ဆိုးဝါးအောင်လုပ်တာပါအဲ့တော့ပို့ပြီးတော့ဆိုးပုံမဆိုးရွားစေသည်ပေါ့နော် especially အထူးသဖြင့်တော့ a disease or problem ယောဂတစ်ခုခုဒါမှမဟုတ်ပြဿနာတစ်ခုကိုပို့ပြီးတော့ဆိုးဝါးလာစေတာပါအဲ့ဒါကိုကျေတို့က exacerbate လို့ခေါ်ပါတယ်အနောက်တစ်လုံးကတော့ GHG footprint GHG ဖန်လုံအိမ်ပေါ့နော် GHG ဖန်လုံအိမ်ဒဏ်ငွေကို footprint ဆိုတာခြေရခံတာပေါ့အဲ့တော့ဖန်လုံအိမ်ဒဏ်ငွေဆိုတာဗာလဲဒီဘက်မှာကြည့်ရအောင် a measure of measures of ပမာဏ total amount of greenhouse gas emission အဲ greenhouse gas ဆိုတာတကယ်ရှိကာဗွန်ဒိုင်အောက်ဆိုက်တို့အီတိုင်းတို့ပါလို့လို့ပေါ့နော်အဲ့လို greenhouse gas တွေရဲ့ emission ထုတ်လွှတ်မှုရဲ့ total amount ပမာဏစုစုပေါင်းပမာဏတိုင်းတာမှုတိုင်းတာမှုပေါ့နော်အဲ့ဒီစုစုပေါင်းပမာဏကိုတိုင်းတာတာကို GHG footprint လို့ခေါ်ပါတယ်နောက်တစ်လုံးကတော့ landfill landfill ကတော့အမှိုက်ပုံပေါ့ an area of land မြေကြီးရဲ့ area တစ်ခုပါ where large amount of waste material အဲ့မှာဆိုကျွန်တော်စွန့်ပစ်ပစ္စည်းတွေရှိမယ် are burnt burnt and other art ကျွန်တော်အဲ့ဆိုကမ္ဘာမြေကြီးရဲ့အောက်မှာ ဲ့ဒါတွေကိုဘာရစ်မြုပ်နှံထားတာပေါ့တင်းပြတာအမှိုက်ပုံလို့ပဲပြောချင်တာပါအဲ့တကူကတော့ compassion ကတော့လောင်ကျွမ်းခြင်းပေါ့နော် the process of banning လောင်ကျွမ်းတဲ့ဖြစ်စဉ်ပါအဲ့တုံးတကူကတော့ anaerobic anaerobic ဆိုတာအောက်ဆီဂျင်မဲ့တော့ပေါ့အောက်ဆီဂျင်မပါခြင်းပေါ့နော်အဲ့တော့ without oxygen or happening without oxygen without oxygen oxygen မပါရှိခြင်းပါအော်ဒါမှမဟုတ် happening without oxygen oxygen မပါမရှိဘဲနဲ့တကယ်လို့ဖြစ်စဉ်တွေဖြစ်တာပေါ့နော်အောက်ဆီဂျင်မရှိဘဲဖြစ်ပျက်ခြင်းလို့ခေါ်ပါတယ် အဲ့ဒါကြဲလို့ရတယ်။နံပါတ်2ပြီလေးကတော့ read the article စာပါကိုဖတ်ပါတဲ့ on the next page နောက်စာမျက်နှာမှာပေးထားတဲ့စာပါကိုဖတ်ပါ and answer the following question ပြီးရင်တော့အပါမိခွန်းတွေကိုဖြေပါ။အဲ့ဒါကြဲလို့စာပါကိုအရင်ဖတ်ရအောင်ပါပြီးတော့ဒီချက်ဒီ125ကိုနောက်မှာဖြေပေးပါမယ်နော်။ Are you willing to combat climate change? Are you willing to combat climate change? ဆိုတော့ကျတို့ဒီရာဒီဥတုပြောင်းလဲမှုကို willing ဆိုတာဆန္ဒရှိပါသလားပေါ့။ဘာလို့ဖို့လဲဆိုတော့ combat ပြောင်းလဲမှု။ရာသီဥတုပြောင်းပြောင်းလဲမှုဖြစ်စဉ်တွေကိုတချို့တွေ changes လုပ်ဖို့ပြောင်းလဲမှုတွေလုပ်ပေးဖို့မပြောင်းလဲရအောင်ပေါ့နော်။ဒီရာသီဥတုပြောင်းလဲမှုတွေရပ်တန့်သွားအောင်လို့တချို့တို့ဒီလှုပ်ဆောင်နေတဲ့အကြောင်းလုပ်ငန်းတွေ activity တွေကိုပြောင်းလဲပေးဖို့ဆန္ဒရှိပါသလားတဲ့။အစကြည့်ရအောင်။ The effects of climate change ရာသီဥတုပြောင်းလဲမှုရဲ့ effect အကျိုးသက်ရောက်မှုက already being felt ခံစားပြရပြီးပဲဖြစ်ပါတယ်။ Everywhere in the world ကဘာကြီးရဲ့နေရာအနှံ့အပြားမှာရာသီဥတုရဲ့ပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုတွေကိုခံစားနေရတာပဲဖြစ်ပါတယ်။ And they will get worse. ပိုပြီးတော့လဲဆိုးရွားလာပါလိမ့်မယ်။ If the greenhouse gases in the atmosphere cannot be controlled. လေထုတွေက greenhouse gases တန်းငွေတွေကို cannot be controlled မထိန်းချုပ်နိုင်ဘူးဆိုရင်ပိုပြီးတော့ဆိုးရွားလာမှာပဲဖြစ်ပါတယ်။ Do you know that မင်းတို့တွေသိရလား? A lot of GHG gas are released. ဒီ GHG gas တွေဟာတော်တော်များများကိုထုတ်လွှတ်နေပါတယ်။ Into the atmosphere. လေထုတွေကိုဒီတန်းငွေတွေအများကြီးထုတ်လွှတ်နေတယ်ဆိုတာကိုသိကြပါရဲ့လားတဲ့။ အဲ့တော့ပထမအဆုံးတစ်ချက်ကတော့ our diet have a huge impact on climate change ကျေလို့စားပေါက်နေတဲ့အစာအစာအစာပေါက်တွေဟာဒီရာသီဥတုပြောင်းလဲမှုဖြစ်စဉ်မှာများစွာအကျိုးသက်ရောက်နေပါတယ်တဲ့နော်အဲ့တော့ပထမအဆုံး sentence တွေက according to the food and agriculture organization FAO according to ဆိုတော့အရာပေါ့ food and agriculture ဆိုတော့အစာအသောက်နဲ့စိုက်ပျိုးရေးဌာနအဖွဲ့အစည်း FAO ကနေပြီးတော့ပြောထားပါတယ် the meat အသားအနေနဲ့ diary မျိုးရက်ပစ္စည်း industry ထုတ်လုပ်မှုတွေအားတဲ့ generate 14.5% of the world greenhouse gas emission 14.5ရာခိုင်နှုန်းလောက်ဒီ greenhouse တန်ငွေတွေကိုထုတ်လွှတ်ပါတယ်ပြီးရင် rising livestock generate 21% of greenhouse gas emission from food production အဲ့တော့ဒီမွေးမြူရေးကနေပြီးတော့လည်းကျတို့27ရာခိုင်နှုန်းလောက်ထုတ်လွှတ်နေပါတယ်။ဒါကြောင့်မို့လို့အဲ့ဒီ these greenhouse gases ဒီတန်းငွေတွေဟာဒီ greenhouse gas တွေတဲ့မှာဆိုရင် include ဗားတွေပါဝင်လဲဆို methane blanch by grazing animal ဒီတရိစံတွေရဲ့ဆုံးဖြတ်ပစ္စည်းတွေကလည်း methane တံငွေတွေထွက်ပါတယ် as well as methane and nitrous oxide release နောက်တစ်ခါ methane အပြင် nitrous oxide လည်း release ထွက်ပါသေးတယ်ထုတ်ပါသေးတယ်ဘယ်ကနေလဲဆိုရင် fly from livestock manure မွေးမြူရေးကဲကဲဒီနောက်နောက်ချီနွားချီလို့ပါလို့ပေါ့နော်တိရစ္ဆာန်အကောင်ကြီးတွေကနေရလာတဲ့ဆုံးဖြတ်ပစ္စည်းတွေကနေလဲ nitrate oxide တောင်ထွက်ပါသေးတယ်တဲ့တခါ animal based food production နော် animal based ဆိုတော့တိရစ္ဆာန်ကိုအခြေပြုပြီးထုတ်လုပ်တဲ့အစားအစာထုတ်လုပ်မှုဟာတဲ့ generate ထုတ်လွှတ်တာ more greenhouse gas ပိုပါတယ် emission than plant based food production အပင်ကိုအခြေခံပြီးအစားအစာထုတ်လွှတ်တာထက်ဒီတရိတ်ဆန်ကိုအခြေခံပြီးအစားအစာထုတ်လွှတ်တာကပိုပြီးတော့ဒီ greenhouse gas တွေကိုပိုပြီးတော့ emission ပိုထုတ်ပါတယ် therefore ဒါကြောင့်မဲ shifting towards consuming more plant based foods recognized ဒါကြောင့်မလို့ဒီ အပင်လေးကိုအခြေပြုပြီးအစာထုတ်လုပ်ခြင်းဟာ recognize သတ်မှတ်ခြင်းခံရတာပဲ as an option for carbon greenhouse gas emission and climate change ဒီ greenhouse gas ထုတ်လွှတ်ခြင်းနဲ့ climate change ရာသီဥတုတောင်းလဲခြင်းဖြစ်စဉ်ကို carbon ကာကွယ်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒီလိုဒီဒီ plant based food တွေကိုပို့ပြီးတော့ထုတ်လုပ်ဖို့လိုအပ်ပါတယ်လို့ recognize သတ်မှတ်ထားပါတယ်တဲ့နော်အဲ့တော့နောက်တစ်ချက်ကတော့ food loss and waste exacerbate the climate change crisis with its significant GHG footprint အဲ့တော့ဒါလေးကတော့ကျွန်တော်တို့ရေအစားအစာဆုံးရှုံးမှုရဲ့ဒီဆိုတော့စွန့်ပစ်ပစ္စည်း waste escape တွေပေါ့နော်ဒီအစားအစာထုတ်လွှင့်မှုနဲ့စွန့်ပစ်မှုကလည်းတကယ်တော့ဒီ GHG footprint address နဲ့ GHG ကောင်းတော့ချက်တွေအရာရာသီဥတု climate change crisis ပြောင်းလဲမှုဖြစ်စဉ်မှာအဓိကပါဝင်နေတဲ့အရာတစ်ခုပဲဖြစ်ပါတယ်အဲ့တော့ဒီ food loss နဲ့ waste escape ကဘယ်လိုတွေအကျိုးသက်ရောက်လဲဆိုတာကိုကြည့်ရအောင် food loss and waste အစားအစာဆုံးရှုံးမှုတွေနောက်ပြီးတော့ waste ဆုံးဖြတ်ပစ္စည်းတွေကိုတဲ့ all got throughout the food system ဟာတခု chero တွေ food system ကြီးတခုလုံးမှာဒီအရာတွေကိုတွေ့နေရပါတယ်ဆုံးဖြတ်ပစ္စည်းတွေ food loss တွေပေါ့နော်အဲ့တော့ဘယ်အချိန်တွေမှာဒါတွေကိုတွေ့ရလဲဆိုတော့ junior production ဒီစားတောက်တွေကိုထုတ်လုပ်နေတဲ့အချိန်ဒါမှမဟုတ် processing ထုတ်လုပ်ဖြန့်ဖြူးနေတဲ့အချိန် distribution ဖြန့်ဖြူးနေတဲ့အချိန် retail လက်ကားပေးမဲ့အချိန်တွေနဲ့ and food service sale food service တွေတခါလေချရောင်းနေမဲ့အချိန်တွေမှာ and ပြီးတော့ consumption နောက်ဆုံးနောက်ဆုံး လောင်ကျွမ်းမှုအခြေအနေမှာဆိုလို့ရှိရင်ဒီ waste တွေ loss ဖြစ်တာတွေကိုကျွန်တော်တွေ့ရပါတယ်တခါ production ထုတ်လုပ်ခြင်းတခါ transportation တည်ယူပို့ဆောင်ခြင်းနဲ့ handling of food ဒီစားစာတွေကိုကျွန်တော်လက်ဝယ်ထားရှိမယ်ဆိုရင် generate significant carbon dioxide emission လက်ထဲမှာထားရင်လည်းပဲဒီစားတောက်တွေကနေပြီးတော့တစ်ဆင့် carbon dioxide တွေကထွက်နေမှာပဲဖြစ်ပါတယ်တဲ့ in addition အဲ့အရာတွေအပြင် one food amps in a landfills It generates methane and even more potent greenhouse gas that causes climate change. အဲ့နောက်ဆုံးကျတော့ landfill တွေမှာစွန့်ပစ်လိုက်ပြီဆိုလို့ရှိရင်တော့ it generates methane methane ထွက်ငွေတွေထွက်နေမှာ and even more potent greenhouse gas that causes climate change ဒီ greenhouse gas တွေမှာပါတဲ့ methane ထွက်နေမှာပါဒါဒီလည်းပဲ climate change ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေတဲ့မိသိန်းတန်းကိုထွက်နေမှာပါပဲเนาะနောက်ဆုံးအမိုက်ချင်းလေးမှာပြစ်လိုက်ပြီးဆိုရင်တော့မှာပဲဒီ greenhouse gases တွေကထွက်နေမှာပါလို့ပြောချင်တာပါเนาะ နောက်တစ်ခုကြည့်အောင် plug-in electronics is responsible for carbon emission plug-in ဆိုတာ plug ထိုးထားမှာ electronic ပစ္စည်းတွေကို is responsible for carbon emission နော်အဲဒီ electronic ပစ္စည်းတွေကို plug ထိုးထားခြင်းဒီလည်းပဲ carbon dioxide ဓာတ်ငွေ့ကိုထုတ်လွှတ်နေတာဖြစ်ပါတယ်အဲ့တော့ကြည့်အောင် household use energy for heating cooling lighting and cooking အဲ့ကျတော့အိမ်သုံးပစ္စည်းတွေပေါ့နော်ဥမာ heating အပူပေးမယ် cooling အေးခန့်မယ် lighting မီးထိုးမယ် and cooking ချက်ပြုတ်မယ် เนาะအဲ့ဒါအတွက်တကယ်တော့ဒီ spine ကိုသုံးတယ် to power our modern life ကျတို့ရဲ့ခင်မိဘဝကြီးကို power ပေးဖို့အတွက် we have been banning fossil fuel ပဲကျတို့ဒီ fossil fuel တွေကိုတကယ်တော့ဒီလောင်ကျွမ်းနေရဥမာကားမောင်းသွားတယ်ပေါ့ကွာเนาะဓာတ်ဆီလောင်ကျွမ်းတယ် which leads to climate change အဲ့ဒါဒီလေရာသီဥတုပြောင်းလဲမှုကိုဖြစ်စေပါတယ် however ကြာပေမဲ့လေ what we need to care about is ဒါကိုတကယ်လို့ဘယ်လိုကယူဆိုင်ဖို့လိုတယ်လဲ when an electrical appliance ဥပမာကျတော့လျှက်စစ်ပစ္စည်းတွေဘယ်လိုဟာတွေလဲ like an air conditioner နော် air conditioner လိုအရာမျိုးတွေကို escape ထားပေးပါ stand by on အမြဲတမ်းဖွင့်ထားမယ် it continues to drain energy ဒါဆိုရင်ကျတို့ energy ကိုကြနိုင်စေမှာပါပြီး expert ကျွမ်းကျင်ပညာရှင်တွေက say that ဘာပြောလဲဆိုရင် unplugging ပလက်ဖြုတ်ထားခြင်းသို့မဟုတ် and use အသုံးမပြုခြင်း electronic တွေကိုအသုံးမပြုဘူးသို့မဟုတ်ပလက်ထုတ်ထားမယ်ဆိုရင် reduce short ချပြီးသားဖြစ်မှာပါ our carbon dioxide emission ကျရက် carbon emission တွေကို ရှော့ချပေးပြီးသားပဲဖြစ်မှာပါတဲ့เนาะအဲ့တော့နောက်တစ်ချက်သွားရအောင် solid waste solid စုံပြပစ္စည်းတွေ is directly linked to the rise in GHG emission ဒါဒီလေးပဲ solid waste တွေကလည်း GHG emission နဲ့ directly တိုက်ရိုက်ဆက်နွယ်နေပါသေးတယ် it contribute directly to greenhouse gases such as methane and nitrate oxide ဒီ solid waste တွေကနေလေ methane နဲ့ nitrate oxide တွေထွက်ပါတယ်တဲ့ methane ဟာ is released ထုတ်လွှတ်လိုက်ပါတယ် from the anaerobic decay of waste in landfill ကျတော့အမှိုက်ပုံမှာနော်အောက်ဆီဂျင်မပါဘဲနဲ့ပုတ်တိုးဆွေးမြင့်နေတဲ့ရုပ်ကျွင်းတွေကနေမိသိန်းတွေထွက်တယ်အန်ပြီးတော့ nitrate oxide တွေလည်းထွက်တယ် from our solid waste deteriorated solid ဆုံးဖြတ်ပစ္စည်းတွေကနေ conversion facility ဒါတွေကိုလောင်ကျွမ်းခြင်းအပြင် deteriorate တွေကို nitrate oxide ထွက်တယ်မိသိန်းထွက်တယ်အဲဒီကနေပဲ deteriorated solid waste တွေကလည်း GHG emission တွေကိုဖြစ်စေပါတယ် plastic products are one of the main contributor to global warming plastic product plastic ထုတ်ကုန်တွေအားဒီလေ one of the main contributor အဓိကထုတ်လုပ်သူဖြစ်ပါတယ် to global warming ကမ္ဘာကြီးပူနွေးလာမှုပူနွေးလာစေတဲ့အဓိကပဲဖြစ်ပါတယ် single use plastic products are used in our daily life တခါသုံး plastic ပစ္စည်းတွေဒီလိုရဲ့နေစဉ်ဘဝမှာသုံးနေကြပါတယ် the more plastic we make the more fossil fuel we use plastic တွေပိုသုံးလေ fossil fuel တွေကို ပို့သုံးမိတာဖြစ်နေပါတယ် This mean that any day ဘယ်ကတော့ we exacerbate a climate change အဲ့ဒါဒီ exacerbate ပို့ပြီးတော့ဆိုးရွားစေတဲ့ climate change အဲ့ဒါဒီဥရုပြောင်းလဲမှုကိုပို့ဆိုးရွားလာစေတာပါပဲ According to the record မှတ်တမ်းတင်ထားချက်ဒီအရာ about 400 million tons of plastic waste plastic ဆုံးဖြတ်ပစ္စည်း million ton 400လောက်ဟာ produce every year နှစ်တိုင်းနှစ်တိုင်းထုတ်လွှင့်နေပါတယ် Scientists say that သိပ္ပံပညာရှင်တွေကပြောကြပါတယ် heat from burning plastic လက်စစ်တေလောင်ကျွမ်းခြင်းဖြင့်ထွက်လာတဲ့အပူဟာ release ထုတ်ပေးပါတယ် powerful greenhouse gases เนาะအလွန်ကိုအင်အားပြင်းတဲ့ greenhouse gases ကိုထုတ်လွှတ်ပေးပါတယ်တဲ့ဒါကြောင့် as our planet is getting hotter ဒီကြိုရဲ့ planet ဂျူကြီးဟာ getting hotter ပိုပိုပြီးတော့ပူလာမယ်ဆိုရင် the plastic breakdown ပလတ်စတစ်တွေကပလတ်စတစ်တွေကိုပို့မှုပြီးတော့ break down လောင်ကျွမ်းမယ်ဖြုတ်ခွဲမယ်ဆိုရင်ကဘာကြီးကပို့ပြီးတော့ပူလာမှာပါအဲ့ဒါဆိုရင်ね into more methane and ethane မီသိန်းနဲ့ဤတိုင်းနေလဲပို့ပြီးတော့ထွက်လာမှာအဲ့ဒီမီသိန်းနဲ့ဤတိုင်းနေဟာ which lead to global warming ကမ္ဘာကြီးပူနွေးလာမှုကိုဥတည်သွားစေပါတယ်เนาะဒါဆိုရင်ကျွန်တော်တို့ဒီ less combat climate change climate change ဒါဒီဥလူပြောင်းလဲမှုကို less combat ကာကွယ်ကြရအောင်ဘယ်လိုကာကွယ်ကြမလဲကြည့်အောင်เนาะ government အစိုးရအဖွဲ့အစည်းတွေ organization လူမှုအဖွဲ့အစည်းတွေနဲ့ an individual တဦးတယောက်ချင်းစီမှာတဲ့ are responsible တာဝန်ရှိပါတယ် for combating ကာကွယ်ဖို့အတွက် climate change and global warming ကမ္ဘာကြီးပုံလေးလာမှုနဲ့ရာသီဥတုပြောင်းလဲမှုတွေကိုကာကွယ်ဖို့အတွက်တာဝန်ရှိပါတယ် prevention ကာကွယ်တားဆီးမှုဟာ measure are to be taken to reduce greenhouse gas emission အဲ့လိုကာကွယ်ခြင်းအပြင် greenhouse gas တွေကိုလည်းလျှော့ချနိုင်မှာဖြစ်ပါတယ် consider your daily activity မင်းတို့ရဲ့နေ့စဉ်လုပ်ဆောင်မှုတွေ and do what you can do to reduce GHC emission ရှယ်ရနေစဉ်လှုပ်ဆောင်မှုတွေမှာဘာတွေကိုလှုပ်ခြင်းအဖြစ်ဒီ GHC emission တွေကိုရှော့ချနိုင်မလဲဆိုတာကိုဒီချက်တို့တွေ consider တွေးထားပါလှုပ်ထားပါပေါ့နော်ကိုပါတာကိုပြင်ဆင်ရမယ်စင်ကျင်တဲ့နယ်လို့ပြောထားတာပဲဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်တို့နံပါတ်2ဘီလေးကိုအခုမှကြည့်ရအောင်နော် read the article စာမကိုဖတ်ပါဆိုတော့ကျွန်တော်တို့ဖတ်ပြပါပြီ on the next page and answer the following question အပါမီကုန်းလေးတွေကိုကြည့်ရအောင် number 1 which should we eat more ကျတို့ဘယ်ဟာကိုပူစားသင့်ပါ့မလဲ plant based food လား animal based food လား why ဘာကြောင့်လဲစောင်းမားထဲမှာ answer ပါပါတယ်ဒီချက်ဖြည့်ပြီးထားပါတယ် plant based food ကိုကျတို့စားသင့်ပါတယ် because ဘာကြောင့်လဲဆိုရင် animal based food production တွေဟာ generate more greenhouse gas emission animal based food production တွေကနေပြီးတော့ greenhouse gas emission တွေပို့ပြီးတော့ထွက်လာနိုင်စေတဲ့အတွက်ကျတို့က plant based food ကိုပဲစားသုံးသင့်ပါတယ် than plant based food production ဒါကြောင့် animal တက် plant based food production တွေကိုပို့ပြီးတော့စာသုံးသင်ပါတယ် Number 2 mention the greenhouse gases in the article ။ဆောင်းပါးထဲမှာဖော်ပြထားတဲ့ greenhouse gases တွေကိုပြောပါတယ်။အဲ့တော့ဗာဒီထဲမှာကျွန်တော်တို့ဗာတွေ့ရလဲဆို greenhouse gas အဖြစ် carbon dioxide တွေ့ရပါတယ်၊ methane တွေ့ရပါတယ်၊ nitrogen oxide တွေ့ပါတယ်၊ ethylene and indirect greenhouse gas တွေကိုကျွန်တော်တို့တွေ့ရပါတယ်။ Number 3 what happened when plastic break down plastic တွေပြိုကွဲတဲ့အခါမှာ what happened ဘာဖြစ်မလဲ into more methane and ethane methane နဲ့ ethane တွေ load ပို့ပြီးတော့ထွက်လာမှာလေ answer လေးကတော့ one plastic breakdown into more methane and ethane plastic breakdown ဖြစ်တဲ့အခါမှာ methane နဲ့ ethane တွေပို့ ethane လေးတွေပို့ထွက်ပါတယ် these gas lead to global warming အဲ့ဒါကဘာဖြစ်စေလဲဆိုရင်ကမ္ဘာကြီးပုံလေးလာမှုကိုဖြစ်စေပါတယ် number 4 make a list of your daily activity ရဲ့ list လုပ်ပေးပါတယ်တောင်းတမှုရဲ့ daily activity နေ့စဉ်လှုပ်ဆောင်မှုတွေ that cause carbon emission ဖြစ်စေသောလှုပ်ဆောင်မှုတွေကိုသူက list လုပ်ခိုင်းတာပါချက်ဒီလိုလေးဖြည့်ပေးထားပါတယ် sample answer ပါเนาะ throwing left over away black in electronic device when they are not in use အသုံးမပြုတဲ့အချိန်မှာ black တက်ထားတာတွေ buying food and things in plastic packing plastic packing နဲ့ထုတ်ပို့ထားတဲ့ပစ္စည်းဝယ်တာတွေ using styrofoam boxes တစ်ခါသုံး box တွေသုံးတာတွေနဲ့ and plastic boxes to keep food အဲ့ဒါတွေနဲ့အစားအသောက်တွေထည့်ထားတာတွေပေါ့နော်ဒီအရာတွေကတချို့လူစင်စင်နိုင်မယ်ဆိုရင် carbon emission တွေကို short ချနိုင်မှာဖြစ်ပါတယ်ဒါကတော့ sample answer ပါတော်တော်များများကြိုက်နှစ်သက်ရအဖြစ်ရှိရင်လည်းချက်ပြေလို့ရပါတယ်နော်နောက်ဆုံးတစ်ပုဒ် number 5 mention three activity the activity 3ခုဖော်ပြပေးပါတယ် that you can do to reduce gas emission ကဲဒါလည်းဒီချိန်စံပေ answer ပြပေးထားတာပါ။တအားသူမျိုးဈိုင်းနှက်သက်တယ်လို့ပြပါ။ I can reduce food waste. food waste တွေကိုလျှော့ချပါမယ်တဲ့ i won't buy plenty of food စားစာရင်များကြီးမွဲတော့ဘူးတဲ့ဒါမှမဟုတ်နောက်တစ်ခု i can unplug my electronic device ကိုတချို့ရော plug ဖြုတ်ထားပါမယ် when they are not in use အပုံးမပြည့်တဲ့အချိန်မှာ plug ဖြုတ်ထားပါမယ်နောက်တစ်ခုက i can use my own reusable water bottle water bottle သုံးပါမယ် lunch box food container ဒီဟိုတစ်ခါသုံးနေမသုံးမနေတကြေပေါ့တခုဝယ်ထားပြီးအမြဲသုံးမယ်ပေါ့နော်ဒါလေးတွေသုံးမယ် I can go on foot လမ်းလျှောက်သွားပါမယ် when i want to go to a place which is close to my home အိမ်နဲ့နေတဲ့နေရာတွေသွားတဲ့အခါမှာ fuel တွေကိုအကုန်မသုံးဘူးတကြေတို့တွေလမ်းလျှောက်သွားပါမယ်လို့ဖြေထားပေးတာပါဒါကတော့ sample answer ပါဒါတို့သူမျိုးကြိုင်းနှစ်တက်ရရှင်ထပ်ထည့်ပြီးတော့ဖြေပေးလို့ရပါတယ်နော် This is the end of my lesson thank you for watching see you on next